ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะထိတ်ကလည်းမှန် နေပေါ့เนาะမနေ့ပိုင်း30เนาะကီးကတော့မနေ့ကောညအောင်မှန်ခဲ့တယ်ဟာလားဒါပေမဲ့ကျွန်တော်တို့ဖောင်းဖြစ်သွားတာက break line ပေါ့ break line ကတော့ဇက်တိုက်ဖောင်းဖြစ်နေ break ကိုခြံရဖို့တော့ကျွန်တော်နည်းနည်းလေးအောင်နောက်နေเนาะအဲ့တော့ဒီမှာကျွန်တော်တို့ထုတ်ကနန်းနေတယ်မှာတော့30ရော30နှစ်ကော3နှစ်နှစ်3ပေါ့เนาะအဲအဲ့ဒါရောကျွန်တော်တို့ ထုတ်ကနန်းနေထဲမှာတော့အောင်တယ်ဒါပေမဲ့ဟိုကျွန်တော်ကတော့အရင်ကွက်ကလေးတွေနေပဲရတယ်ပေါ့နော်တချို့ကတော့မထိုးဘူးလို့ပြောထားတာရှိတယ်တချို့ကတော့ဒီဆရာကြီးတဲ့ဒီမှာဆရာပြောတဲ့အတိုင်းပဲတဲ့တစ်ခွန်ရဲ့ရှစ်ခွန်ရဲ့တဲ့အဲတစ်နှစ်ကရှစ်နှစ်ကတော့ထိုးလိုက်တယ်တဲ့တယောက်ကလာပြောတယ်ပေါ့နော်တယောက်ကတော့ဟိုဒါဒီအခွေကိုထိုးတယ်ပေါ့အခွေကလည်းမထွက်ဘူးဖြစ်သွားပြီနော်အဲဒါပေမဲ့ကျွန်တော်တို့ဒီမှာအောင်တယ်လို့ဒီအခွေမှာအောင်တယ်လို့ဟိုကောင်ပါလဲကျွန်တော်တို့ပါလဲ တန်ပေါ့နော်ဒီတန်ကလည်းအခုဆိုရင်၃ရက်မြောက်ကိုဇက်တိုက်ထပ်ပြီးတော့အောင်ခဲ့ပြန်တယ်နော်ဟိုတနေ့ကကျွန်တော်တို့၄၁၄၁ပြီးတော့ဒီမှာ၆၈ဟုတ်လား၆၈เนาะ၆၈ပြီးတော့အခု၃နှစ်ဒီမှာ၃ဒီမှာနှစ်เนาะ၃နှစ်နှစ်၃ပေါ့နော်အဲအဲ့လိုမျိုးနဲ့ तू က၃ချိန်ဒီတစ်ပတ်မှာ၃ချိန်အထိအောင်သွားခဲ့ရပေါ့နော်အနည်းဆုံး तू က၂ချိန်လို့အမှားခံထားပေမဲ့၃ချိန်အထိအောင်သွားတယ်ကြရတော့ကျွန်တော်တို့မအောင်သေးတာတင်းတင်း၅ခွန်ရှိအခွေလည်းမအောင်သေးဘူးအဲနော် ကဲအဲ့တော့20လေးစမယ်ဗျာနော်တိတ်ပြီးတော့ဟိုအဖြစ်မှာစို့ကဲ20လေးပဲစလိုက်ရအောင်20လေးတွေစမယ်ဆိုရင်ကျွန်တော်တို့ကဘယ်အစမလဲဆိုတဲ့အခါကျတော့6 9 3အစမယ်အဲ့တော့စမယ်ဗျာ6 9 3 6953ပြီးတော့6915 6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဓာတ်လေးကိုတွက်ပါမယ်ဓာတ်လေးကိုတွက်မယ်ဆိုရင်ထုံးစံအတိုင်းပဲဘယ်လိုတွက်မလဲဆိုတော့ဒီ9ရဲ့တဲ့ဒီ4ရဲ့ပေါ့3 3 3ရဲ့ပါဝါ8 8ရဲ့နှက်ခက်က1 3 8 1ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့ဒီမှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုတဲ့ခါကျတော့ တစ်ခွန်နဲ့တစ်ခွန်မှာတစ်တလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်လေးတဲ့ခွန်လေးမှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျတစ်ခွန်မှာတစ်တလုံးထိပြီးတော့အောင်ခဲ့ပါတယ်ကဲနောက်တော့ကနောက်တစ်ပြင်ကိုတွက်ပါမယ်3866 3866 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 ဲအဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်၈ကဲ9ရဲ့ပေါင်း3 3ရဲ့ပါဝါ၈၈ရဲ့နှက်ခက်က1 3 8ဆိုတဲ့ကီး3လုံးပဲဒီပြင်မှာထပ်ထွက်ရအောင်မယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရဲခါကြတော့3ည8တဲ့3ည8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်2 4တဲ့2 4မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျဒီ20ကီး20တွေကတော့မာတယ်ဗျာเนาะကီး20တွေထိတ်20တွေကတော့ပြတ်သွားရင်တည့်ရက်ပဲเนาะ များသောအားဖြင့်တော့မှန်တယ်เนาะဒါကတော့အမျိုးလိုလဲဟိုတော်တော်များများလဲကျွန်တော်20လေးတို့လက်ကင်ထားကြရလူရှိပါတယ်เนาะအဲ့တော့2 3 69 69နိခွန်ရှိတော့နိခွန်ရှိတော့99 69 99 69ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်3ရ6ရပေါ့2 2ရပါပါခွန်ခွန်နဲ့ခက်က3ည နှစ်ခွန်တုံညဆိုတဲ့ဂီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့ခါကြတော့9 9တဲ့မအောင်ပါဘူး9 4 9 4မှာကျွန်တော်ခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တော့တွက်ပါမယ်လေး၃၉၈၄၃၉၈နှစ်၁၄၈နှစ်၁၄၈ ကိုကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီ3ညရဲ့ဒီ3ရဲ့ပေါင်း3ပါပဲ3ရဲ့ပါဝါ8 8ရဲ့နှစ်ခါက1 3 8ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ကကြတော့18တဲ့ဟော18မှာ10ကော8ကောအခွေအနေနဲ့ထွက်သွားပါတယ်ညနေပိုင်းမှာ11တဲ့11မှာလည်း1တလုံးထိပြီးတော့ညအောင်မနေ့ကောအောင်ခဲ့ပါတယ်ဗျာ ကဲနောက်တစ်ပြန်တက်ပါမယ်ကိုလေး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 လေးကိုခွန်လေးလေးကိုခွန်လေး2363 2363ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်4ရဲ့3ရဲ့ပေါင်းခွန်ခွန်ရပါဝါနှစ်နှစ်ရက်ခက်က၄ခွန်နှစ်၄ဆိုတော့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့နှစ်၉တဲ့နှစ်၉မှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ် လေးတုံညာတဲ့လေးတုံညာမှာလဲလေးတလုံးထိပ်ပြီးညာဝမနဲ့ကောအောင်ခဲ့ပါလေဗျကဲနောက်တစ်ပြင်တော့တပမယ်တရှိတခွန်တရှိတခွန်လေးကိုခွန်ကိုလေးကိုခွန်ကို3963 3963ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်8နဲ့8နဲ့ပေါင် 6 6ရဲ့ power 1တရနှစ်ခါက8 6 8 8ဆိုတော့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားတယ်ဆိုတဲ့ခါကျတော့တတတဲ့ဩတတမှာတတလုံးထိပြီးအောင်ခဲ့ပါတယ်3 3ညတဲ့3 3ညမှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်တစ်ပြန်တော့တွက်ပါမယ်တကို25တကို25 305 41 305 41နှစ်ကို တရှိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6ရ6ရပေါင်း8ရှေ့ရပါဝါ3 3ရနှစ်ခက်က5 3 5ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတဲ့ဆိုတဲ့အခါကျတော့36 36တဲ့36မှာကျွန်တော်တို့3တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်8 8တဲ့8 8မှာလည်းကျွန်တော်တို့8တလုံးထိပ်ပြီးညာရောမနေ့ကောထပ်အောင်မြန်ပါတယ်ဗျာ ကဲနောက်တစ်ပြင်တွက်ပါမယ်3965 3965 953ခွင်953ခွင်လေး3ရ33လေး3ရ33ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6ရက်3ရရဲ့ပေါင်းတော့6 6ရဲ့ပါဝါ1တရနှစ်ခက်က8 6 8ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာထွက်သွားတဲ့လဲဆိုတာကြည့်လိုက်ရအောင် 6ခွန်နဲ့6ခွန်မှာကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်၄1တဲ့၄1မှာလည်းကျွန်တော်တို့တလုံးထိပြီးညောင်းမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျဒီအကောင်မှာဆိုရင်ကျွန်တော်တို့ညမ်းမနဲ့အောင်တာတွေတော်တော်များပါတယ်ဗျကဲအဲ့ဒါဆိုရင် ကျွန်တော်တို့ကမနေ့ဖက်ကအတွက်ကိုကြီးလေးတွေထုတ်လိုက်ရအောင်9963ည9963ည7376 7376 339နှစ်3 339နှစ်3ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ9ရယ်ဒီ3ရယ်ပေါင်းတော့9 9ရယ်ပါဝါ3ရ3ရယ်အာ sorry 3ရယ်နှစ်ခက်ကခွန်3ရယ်နှစ်ခက်ကခွန်9 3ခွန်ဆိုတဲ့ကြီး3လုံးဒီဘက်မှာထွက်ရမယ်တဲ့เนาะအဲ့တော့9 3ခွန်9 3ညခွန်မနေ့ကကျွန်တော်ပြောခဲ့ဘူးတယ်เนาะ9 3ညခွန်ဆိုတာတဲ့เนาะ9 3ညခွန်ဆိုတာကကျွန်တော်တို့ ထိတ်ပေါ့နော်ထိတ်က2ရက်3ရက်တွင်မှထွက်ရမယ်တဲ့ဒါပေမဲ့အနေဆုံး key ဖြစ်ရမယ်ပေါ့နော်အဲဆိုမနေ့ကမနေ့ကတော့ကျွန်တော်တို့ဒါ key ဖြစ်သွားတယ်နော်30ဆို key ဖြစ်သွားတယ်ဒါပေမဲ့ထိတ်အနေနဲ့မစွဲသေးဘူးအဲ့တော့9 3ညခွန်ကပြန်လာကြရရှိနေပါသေးတယ်နော်ဒါအဲ့တော့9 3ညခွန်လည်းသွားတော့တိုက်နေတယ်ဗျာနော်အဲ့ဒါအဲ့ဒါတပိုင်းထားဟို key ထိတ် key ထိတ်ကတော့ဒီနေ့လည်းမှန်ပါတယ်ဗျာနော် key ထိတ်မနေ့ဖန်ကအတွက် key ထိတ်က တော့ငါတုံညဩတုံငါတုံညပါတဲ့နော်ခုနကီယိုယိုကငါတုံညခွန်အဲ့တော့တုံငါတုံညငါတုံညတော့သွားတိုက်ဆိုင်နေတယ်အဲ့တော့တကယ်လို့ကျွန်တော်တို့ဒီအတိုင်းပဲလွယ်လွယ်လေးကတ်လိုက်မယ်ဆိုရင်တော့3930 3ခွန်9950 5ခွန်၃၅၃၅၃၅၃၅ခွန်ဆိုတာဒါပဲရမယ်เนาะအဲ့တော့ ဒီတိုင်းလေးပဲကတ်မလားကျွန်တော်တို့ break မှာတော့ခဏခဏပြည့်နေတဲ့အတွက် break ကတော့တော်တော်လေးအပြည့်စိတ်နေတဲ့အတွက်ကျွန်တော် break ကိုအာမကုန်ခြင်းဘူးဒါပေမဲ့အဲ့တော့ break ကဘယ် break ကိုအာကုန်မလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒါပေမဲ့ရေးတော့ရေးပေးထားမယ်ဗျာနော်ကြိုက်တဲ့သူယူလို့ရအောင်ပေါ့နော် break break ကတော့9 3 3 9 8ပါတဲ့เนาะ9 3က main break ပါတဲ့เนาะကဲအဲ့တော့ကျွန်တော်တို့ဘယ် break ကိုအာကိုပြီးကစားမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့၄ကိုမနေ့ကက၄ကိုဆိုတာကကျွန်တော်တို့ ဟိုဟာမှာ6ဆိုတော့6ကိုပေါ့နော်6 6ထွက်တာရတဲ့အတွက်6ကိုဆိုရယ်ပြိရှိထားတယ်အဲ့6ကိုဆိုရယ်ပြိထွက်ပြီးသွားလို့ရှိရင်တဲ့3ရက်အတွင်းမှာတဲ့ကျွန်တော်တို့ဘာကြီးထွက်ရမလဲဆိုတဲ့အခါကျတော့ဒါကျွန်တော်မူဒီ method တဲ့မှာပါပြီးသားပြီပဲနော်6ကိုဆိုရယ်ပြိဆင်းပြီးရင်တဲ့2 4 6ဆိုရယ်ပြိကလည်းတဲ့3ရက်အတွင်းမှာဆင်းရပါမယ်တဲ့နော်ဒီမှာဒါဒါကြာကျွန်တော်မူဒီ method ကပေးတဲ့2 4 6ဆိုတဲ့ ဘရိတ်နော်နှစ်လေးကိုချဆိုရဲဘရိတ်ကလည်း၃ရက်တည်းမှာဆင်းရပါမယ်တဲ့အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်ဥပမာ30တော့50တော့ဆိုရင်ဒီကောင်းနဲ့သွားကြိုက်တယ်ဒါပေမဲ့30ထွက်ပြီးသားနော်50ဆိုရင်ဒီကောင်းနဲ့တော့သွားကြိုက်တယ်အဲ့တော့50အနေနဲ့စဉ်းစားလို့ရတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဟို50ကျရင်ဒီကောင်းနဲ့သွားကြိုက်တယ်နော်ဟုတ်လားနော်အဲ့တော့ကျွန်တော်တို့50ရဲ့5ခွန်ရဲ့တော့ကျွန်တော်တို့ထိုးတင်နေနော်နောက်တစ်ခုကျွန်တော်ပြောချင်တာကဘာလဲဆိုတော့မနေ့ပိုင်းခုနကဟိုတနေ့ကျွန်တော်အခွေကြံတာက ခွန်ပြရပါအဲထားပါတော့2ခွန်1 5ရှိပေါ့နော်2ခွန်1 5ရှိဟိုက1 1 2 5ခွန်နော်အဲ့ဒါကိုကျွန်တော်ဒါပေမဲ့ဟို2ခွန်1 5ရှိကျွန်တော်အရင်အစရေးတဲ့ဒါမဖြတ်ချင်လို့ဒီတိုင်းပဲပြလိုက်မယ်နော်အဲ့ဒါရဲ့နောက်တစ်ခါကျတော့ကျွန်တော်တို့မနေ့ပိုင်း3ညဆင်းရင်းနဲ့မနေ့ပိုင်း၃ညထိတ်စင်၃ညပါပါခဲ့ရင်ဗောမနေ့ပိုင်း၃ညထွက်ခဲ့ရင်းနဲ့၁၃ည 9ခွန်8ဒါလည်းကျွန်တော်အပတ်တိုင်းပေးနေရနော်လူဟောင်းတွေကတော့အကုန်လုံးဒီဟာတွေကပြောလိုက်တဲ့နဲ့နောချိန်နေပါပြီအဲ့တော့ခုနပြောသလိုပေါ့နော်ကျွန်တော်ကဒီမှာအလွယ်ပေါ့နော်35ဘာညာတော့ထားလိုက်တော့နော်ကိုပေါ့ကတ်တော့နော်ကျွန်တော်ပြောချင်တာအဲ့တော့90ရေနော်9ခွန်ရေနော်အဲ့မှာကျွန်တော်သွားကြိုက်တယ်90 9ခွန်ရေသွားကြိုက်တယ်နော်90 9ခွန်ရေဆိုဒီ brain နဲ့လည်းသွားကြိုက် brain brain နဲ့ကဒီ brain နဲ့သွားကြိုက်တယ်ဒီ brain နဲ့ ထပ်ပြီးကိုင်းကြည့်အောင်ဆိုရင်ကျွန်တော်တို့9ရှစ်ပေါ့နော်9ရှစ်ဆိုဒီအခွေမှာလည်းရှိတဲ့အတွက်9ရှစ်ပဲပေါ့နော်ဘာလို့လဲဆိုတော့9ဆိုရင်ဒီမှာ तू ကထိတ်ထိတ်ထိတ်လဲမှန်တယ်ကြီးလဲမှန်တဲ့အတွက်ဥပမာပေါ့နော်ဒါ9ရှစ်ဟုတ်လားအဲ့လိုမျိုးတော့ကျွန်တော်တို့ရတယ်နော်9ရှစ်ပေါ့ဟုတ်လားအဲဆိုရင်ဒီဒီပရိန်းနဲ့လည်း तू ကိုင်းကြည့်တယ်ဟုတ်လားဒီပရိန်းနဲ့ကိုင်းကြည့်တာက9နှစ်နော်ဒီပရိန်းနဲ့ तू ကိုင်းကြည့်တာက9ရှစ်ဒီပရိန်းနဲ့ तू ကိုင်းကြည့်တာက9တုံညနော် ဒီပရိနဲ့သွားကိုက်ညီရဲ့နောက်တော့အခွေအနေနဲ့သွားကိုက်ညီတာလည်းအကုန်လုံးကအခွေအနေနဲ့သွားကိုက်ညီရဲ့အတွက်ကျွန်တော်ကတော့တိတ်ပြီးထွေ့ထွေ့ထူးထူးမကတ်တော့ဘူးခင်ဗျာအမျိုးတို့အနေနဲ့ကတ်ကြိုက်သလိုကတ်နော်ကတ်လို့ရတယ်စိတ်တိုင်းကြကတ်လို့ရတယ်ဟုတ်လားကျွန်တော်ပြတာမှကြိုက်ချင်တယ်ထိုးမကြိုက်ချင်တယ်မထိုးနဲ့ကျွန်တော်အဲ့မှာအဲ့သုံးကွက်ကိုကျွန်တော်ကြိုက်ပါတယ်အဲ့ထက်မှပိုပြီးကြိုက်တယ်ကျွန်တော်90နဲ့ခွန်ပိုကြိုက်ပါတယ်ဗျနော်90ခွန်ကျွန်တော်ပိုကြိုက်ပါတယ်ကဲအဲ့တော့ကျွန်တော်ဒီကနေ့တော့ဒီလောက်ပါပဲဗျာเนาะအားလုံးစိတ်ချမ်းသာရင်ကိုယ်ကြမ်းပါခြင်းနဲ့ ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါရစေဗျာเนาะကြိုက်တာလေးတွေယူပြီးကစားလိုက်ကြပါဗျာเนาะ